ဝါစုသင်္ကန်းဆိုတာမြတ်စွာဘုရားလက်ထက်တုန်းကသင်္ကန်းကပုံနဲ့ယခုခေတ်သင်္ကန်းကပုံနဲ့နည်းနည်းလေးမတူဖြစ်သွားစာပေအရာပေါ့နော်ခုနကတော့ငါဘုန်းကြီးခြားပြီးတဲ့ပါဠိစာမှာပါတယ်ဝတ္တဝါဒီကစီဝရဝါစုသင်္ကန်းကို ပါဠိလိုအဲ့လိုခေါ်တာပေါ့နော်ဝတ္တဝါတိကအစီဝရဆိုတာဝတ္တဆိုတာကမိုးကာလမိုးဥဒ္ဓုကိုပြောတာနော် မိုးဥရုကလေးလာရှိတာလေလေးလာထဲမှာရှေ့သုံးလာပေါ့မြတ်စွာဘုရားကရှေ့သုံးလာကိုဝါဆိုရမယ်လို့ပြညာလိုက်တာအဲ့ဒါကြောင့်မို့လို့မိုးလေးလာတဲ့ကရှေ့သုံးလာဝါဆိုကနေပြီးတော့တရင်ကျွတိသုံးလာကိုဝတ်တာခေါ်တာပေါ့နောက်အာဝတိကအာဝတိကဆိုတာကနေတာနော်မိုးသုံးလာနေတဲ့သူပေါ့နော် အာဝတိကမှာအာဝတဣကာလို့စကားလုံးကိုဖြတ်လိုက်လို့ရှင် အာဝတကနေခြင်းကရိယာရဣကာကပြီးတယ်လို့ခေါ်တာနေပြီးတယ်လို့ခေါ်တာဒါကြောင့်မို့လို့ဖရလက်ထက်တုန်းကဝါဇုသင်္ကဆိုတာဘွာရွင်း၃လနေပြီးတဲ့ယဟန်ကိုလှူတဲ့သင်္ကနော်ဘွာရွင်း၃လနေပြီးတယ်ဆိုရင်သတင်းကျွတ်မှလှူရမှာပါနော်ဆိုတော့ဝါဆိုပြီးမှဝါကျွတ်မှ လှူတာဖះလက်ထက်ကနော်အခုကြတော့ဝါဆိုမှာရှေ့ကိုတိုးပြီးတော့မြန်မာနိုင်ငံမှာကဒကာဒကာမတွေကလှူလိုက်တော့ဝါဆိုလာမှာလှူလိုက်တော့တာအဲ့တော့ဖះလက်ထက်ကသင်္ကန်းလှူပုံနဲ့ယခုခေတ်မြန်မာနိုင်ငံမှာဒကာဒကာမတွေသင်္ကန်းလှူပုံဟာဘောဟာရအပြင်တော့ဝါဆိုသင်္ကန်းလို့ခေါ်တာပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာခုခေါ်နေတဲ့ဝါဆိုသင်္ကန်းဟာဝါဆိုကာလမှာလှူတဲ့အတွက်ဝါဆိုတဲ့ကိုတော်ကိုလှူတဲ့အတွက် ဝါစုသင်္ကန်းเนาะဒါကမြန်မာနိုင်ငံမှာအခုခေါ်တဲ့အတိတ်ပဲเนาะခုနတော့ကပါဠိကပြောတဲ့ဝိတဝါတိကဖះလက်ထက်တုန်းက သုံးတဲ့စကားလုံးအရာဆိုရင်ဝါတွင်းသုံးလနေပြီးတဲ့ယဟန်ကိုလှူတဲ့သင်္ကန်းကိုဝိတဝါတိကလို့အဲ့လိုထိတ်သွားထွက်သွားအဲ့လိုအတိတ်ပဲဘလို့ဘာလို့ဒီလိုဖြစ်ရတာတုံးဆိုလို့ရှိဖះလက်ထက်တုံးကဓလေထုံးစာနဲ့ယခုခေတ်မြန်မာနိုင်ငံဓလေထုံးစာ ပြောင်းသွားတယ်အဲ့ဒါကြောင့်အဲ့တော့တခါကြီးတို့ဘုသူတရှိအောင်ပြောရင်တော့ဖခင်လက်ထက်ကယဟန်လေးဘလို့နေကြထိုင်ရသလဲဆိုတာလေးကိုအတိပ္ပယ်သိမှဒီစာရဲ့သဘောကသိမှနော်မြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားကိုယ်တိုင်လည်းပဲနေရာတနေရာထဲမှာအတိတ်ကြနေတယ်လို့မရှိဘူးဒိသစာတွေလှည့်ကြွနော်မြတ်စွာဘုရားလေမြတ်စွာဘုရားကမှဒိသစာတွေလှည့်ကြွလို့ရှင်ဘုရားရဲ့တပည့်တန်ခါတွေလည်းအဲ့ဒီလိုပဲ တနေရာတဲ့အမြဲမနေဘူးလှည့်ကြွားတာဒီနေရာရောက်တဲ့ဒီရွာဆုံးခန်းစားတဲ့အဲ့ဒီရွာနာမှာရှိတဲ့ကြောင်းမှာတရင်သုံးနေပြီးရင်ဟိုဘက်ကြွားတယ်ဆက်ကြွားအဲ့လိုသွားနေတာနော်အဲ့ဒီလိုကြွားနေတာဖရဲလက်ထက်ကယဟန်နေရာအဲ့လိုအတ္တိတကြမနေဘူးဖရဲလည်းမနေဘူးဒီဝါဆိုရမယ်ဆိုတဲ့တိတ်ခါဘုပညာတာကလည်းပဲဖရဲဖြစ်ပြီးကာလစောစောပိုင်းကာလမှာမရှိသေးဘူးဖရဲကိုယ်တိုင်လည်းရှောက်သွားတယ်နော်အဲ့တော့ ီဝါဆိုသင်္ကန်းအကြောင်းပြောမယ်ဆိုရင်ဝါဘာလို့ဆိုရတာလဲဆိုတဲ့အတိပ္ပယ်ကိုသိမှာနော်ဝါဆိုရဲဆိုတာမိုးမိုးသုံးလနေရာမရွှေ့ဘဲနဲ့နေရတာအကြောင်းတကြောင်းတည်းမှာပဲနော်အကြောင်းဝင်ပြီးမဲ့မထွက်ရဘူးကိစ္စမရှိဘဲနဲ့သူထွက်ရင်ဝါကျိုးတယ်ခေါ်တာနော်အဲ့ဒါအဲ့ဒါကိုပြောတာနော်အဲ့ဒီဖြစ်လာဖို့သမိုင်းကြောင်းကလည်းပဲအဲ့ဒီတော့ကဟိန္ဒူတွေကိုဗျအခုလည်းပဲဟိန္ဒူတွေပေါ့နော် ဟိန္ဒူတွေရဲ့အယူဆကသစ်ပင်ကိုသူကအသက်ရှိတယ်လို့ယူဆအခုလည်းပဲသူတို့သစ်ပင်တွေကိုအသက်ရှိတယ်ခေါ်သစ်ပင်ကိုမချိုးမဖဲ့အောင်မဖြတ်မတော့အောင်သစ်ပင်ကိုချိုးလို့ဖြတ်လို့ရှိရင်ဒါအဟိန္ဒာသက်ရှိတတ်တော်ကိုညှင်းဆဲတယ်လို့ခေါ်တယ်သူအကုသူအပြစ်ဖြစ်တယ်ဒါဟိန္ဒူယူဆနော်မြတ်စွာဘုရားကတော့အဘိဓမ္မာမှာသစ်ပင်ဆိုတာကဟိုရုပ်သက်သက်ပဲရှိတယ်နာမရှိဘူး ရုပ်သက်သက်ပဲရှိတဲ့အတွက်နာမရှိတဲ့အတွက်သူ့ကိုတတဝါလို့မသတ်မှတ်ဘူးတတဝါလို့မသတ်မှတ်တဲ့အတွက်ဗုဒ္ဓဘာသာအယူဆဆိုရင်တိပင်ကိုဟိုချိုးလို့ဖဲ့လို့အပြစ်မရှိဘူးအဲ့မှာဗုဒ္ဓဘာသာနဲ့ဟိန္ဒူနဲ့အယူဆလေးအဲ့လိုလွဲသွားတယ်နော်အဲ့လိုလွဲသွားတော့ဖះလက်ထက်တုန်းကဒီဟိန္ဒူတွေနဲ့ဗုဒ္ဓဘာသာနဲ့က နေရတာဟုတ်ကွာမြတ်သောအပြည့်မြတ်စွာဘုရားဟောတရားဟောနေတဲ့တရားနာနေတဲ့ပုဂ္ဂိုလ်တွေဟိန္ဒူဘာသာဝင်တွေကိုလိုက်ဟောရတာလေ သူတို့ကိုဘောရဘာသာဖြစ်အောင်ဟောရတာကိုအစာပိုင်းလေသာသနာအစာပိုင်းလေအဲ့ဒီလိုဟောရတာဆိုတော့သူတို့နဲ့စမ်းကျင်လို့ထိတ်တိုက်သွားပြီးတွေ့လို့မရဘူးလေအဲ့လိုတွေ့လို့မရဒီသဘောလေးကိုကိုယ်သိထားရမှာလေအဲ့ဒီတော့ဘလို့ဖြစ်လာတော့ဆိုတော့ဒီရာဒီဥဒ္ဓတာယာတဲ့ဆောင်းလို့ຫນွေလို့မိုးမရွာတဲ့မိုးမရှိတဲ့နှစ်ဥဒ္ဓဆိုရင်ခྱི་သွားရင်ကိစ္စမရှိဘူး ိုးကာလမိုးရွာနေတဲ့အချိန်ရှွန့်ပြော့ပြော့အချိန်မှာသွားလိုက်လို့ရှိရင်ဒီမြက်ပင်လေးတွေသစ်ပင်လေးတွေနင်းမိတယ်နင်းတဲ့ခါကျတော့အဲ့ဒီနင်းမိတဲ့မြက်ပင်လေးတွေကရှွန့်နဲ့နစ်သွားတာရှွန့်နဲ့နစ်သွားတော့အဲ့ဒီသစ်ပင်လေးတွေကသေတာပေါ့နော်သေတော့အဲ့ဒါပြဿနာကဘလို့ဖြစ်တုံဆိုတော့ရဟန်းတော်တွေကအဲ့လိုတော့တန်းလိုက်ကြီးလက်ကွင်းတစ်ခုကိုဖြတ်ပြီးတော့ကြွသွားတယ်မိုးရွှဲမှာမိုးရွာပြီးတဲ့အချိန်ပေါ့နော်ရှွန့်ပြော့အချိန်ကြာတော့အဲ့ဒီကိုတော်လေးနင်းတဲ့နေရာတော့ရှောက်ကြည့်ရ ကောပင်တွေတစ်ပင်တွေအကုန်လုံးသေးနေတာသေးနေတော့အဲ့ဒီခိန္ဓုဘာသာဝင်တွေမြင်တာဟာတစ်ပင်တွေသေးနေပြီရွှင်နေတဲ့မှာဒါဘသူဘသူကြောင့်ဖြစ်တာတော့ဆိုအာယဟန်ကောရမရဲ့တပည့်ယဟန်ဒီအဲ့ဒီလိုပဲသူတို့ကမိုးရံကာလာကြီးလည်းပဲရှောက်ပြီးတော့သွားတာအဲ့တစ်ပင်တွေလည်းရှောက်နေတာအဲ့လိုလင်းချေသွားတဲ့အတွက်တစ်ပင်တွေသေးချေပစ္စည်းကုန်တယ်ဆိုပြီးတော့သူဘုရားဘာသာဘုန်းကြီးတွေကိုယဟန်ကောရမတပည့်ပေါ့နော်ယန်ကြီးကောရမတော့ယန်ကြီးကောရမခေါ်တာလေ မဟာတမနာလို့ခေါ်တာကိုယန်ကြီးဂေါရမရဲ့တပည့်တွေအဲ့ဒီလိုလှုပ်လာလို့ကဲ့ရတာအဲ့ဒီကဲ့ရတဲ့ဇကာကိုမြတ်စွာဘုရားကကြားတော့ဟိုသစ်ပင်ကတော့အသက်မရှိဘူးဆိုတာဘုရားလည်းသိတယ်လေသစ်ပင်နင်းလို့တော့အပြစ်မရှိဘူးလေသို့တော်လည်းပဲဒီသစ်ပင်ကိုနင်းလိုက်တဲ့အတွက်သူတို့ကအသက်ရှိတယ်လို့ယူဆထားတဲ့အတွက်အပြစ်ရှိတယ်လို့ယူဆထားတဲ့အတွက်ယဟန်တွေကိုကဲ့ရလို့ရှိရင်ကဲ့ရတဲ့သူမှသွားပြီးတော့အပြစ်ဖြစ်နိုင်တယ်အဲ့တော့သူတို့ကမကဲ့ရအောင်သူတို့အပြစ်မဖြစ်အောင် ဒါရှောင်းသိမ့်တယ်လို့မြတ်စွာဘုရားကယဟန်တွေကိုအဲ့လိုမိတ်တာ။ဘုရားမြတ်စွာဘုရားကဘယ်လိုပြောတော့ဆိုတော့ယဟန်တို့တဲ့ဒီငှက်ကလေးတွေတောင်မှတိရိစ္ဆာငှက်လေးတွေတောင်မှမိုးတွင်းဆိုလို့ရှိရင်အတိုက်ဆောက်ပြီးတော့ဟိုမိုးခိုးကြတာပဲတဲ့နော်ကိုယ်အတိုက်လေးတွေကိုလည်းဘယ်မှမထွက်ဖ ೇನೆ လေ။သူပျော်စိတ်ကလေးတွေပါလေးလည်းရှိပါလားမိုးတွင်းဆိုလို့ရှိရင်သူတို့အစာလေးတွေလှောင်းပြီးတော့လေအပြင်းမထွက်ဖ ೇನೆ တွန်းလဲမှာပဲအောင့်နေကြတာလေ။အေးတိရိစ္ဆာလေးတွေတောင်မှအဲ့ဒီလိုမိုးတွင်းကာလမှာ အပြင်မလွမသွားဘဲနဲ့တနေရာထဲမှာကိန်းအောင်မီနေသေးတာပဲတဲ့အဲ့တော့ငါတို့လည်းပဲမိုးတွင်းမှာမိုးဥတုလေးလာမှာရှေ့သုံးလားလောက်ကတော့တနေရာထဲမှာကိန်းအောင်တဲ့နေအဲ့ဒါကြောင့်မလို့မင်းတို့မိုးဥတုမှာဝါဆိုလာပြည့်နော်လာပြည့်ကြတည့်ရဲဆိုလို့ရှိရင်ဒါမိုးဥတုစပြီပေါ့နော်မိုးဥတုစပြီအဲ့ဒီကနေပြီးတော့သုံးလားတိတိပေါ့တရင်ကျော်လာပြည့်ထီအောင်တနေရာထဲမှာမင်းတို့နေရာဆိုပြီးတော့သိက္ခာပုပညာတာအဲ့ဒါနောက်နောက်ပိုင်းမှာနော်ဖျားဖြစ်ပြီးနောက်ပိုင်းကြမှာနော် အဲ့ဒီမှာသိက္ခာပုပညာလိုက်တဲ့ခံဖြစ်သွားတယ်။အဲ့ဒီလိုဖြစ်သွားတဲ့ခါကျတော့ယဟန်နေမှာဘလို့ဖြစ်တုံဆိုတော့မြတ်စွာဘုရားကပထမစောစောပိုင်းတုန်းကတော့တိတိပိယဝါဒပိယမှာလည်းပဲကြောက်အမှန်နဲ့တရင်သုံးပြီးယဟန်တရားအထုတ်ခေါင်းတယ်လို့ပြောခဲ့တာကိုနော်တိတိပိယဝါဒပိယဆိုတာတိပိယအောင်နေတာလေခြုံနေတယ်မှာနေတယ်မြတ်စွာဘုရားကလည်းအဲ့လိုလေခဲ့တာကိုဒါပေမဲ့ခုမိုးခိုရတော့မိုးခိုရင်အမိုးနဲ့အကာကြောင်းလို့လာတယ်နော်အဲကြောင်းလို့လာတယ်အဲ့တော့ ဝါဆိုမယ်ဆိုရင်အမိုးအကာရှိတဲ့ကြောင်းရှိမှဝါဆိုလို့ရတယ်အမိုးအကာမရှိတဲ့အခုတိတိပင်ဝါတယ်ပင်ရမှာဝါဆိုလို့မရဘာတိတ်ခါဘောအဲ့လိုဖြစ်သွားတယ်နော်တိတ်ခါဘောဖြစ်သွားတယ်အဲ့တော့ယဟန်ဒီမှာဘယ်လိုဖြစ်လာတော့ဆိုရင်ဝါဆိုတော့မယ်ဆိုရင်ဝါဆိုဖို့အတွက်အမိုးအကာရှိတဲ့ကြောင်းကိုရှာနော်ကြောင်းရှာပြီးတော့ကြောင်းရှာလို့ရှင်အဲ့ဒီကြောင်းနဲ့နီနီနန်းလာဆွန့်ခံလို့ရမယ်ရက်ွက်ဆွန့်ခံရက်ွက်ဘောဂောဆက်တကံလို့ခေါ်တာပေါ့ဆွန့်ခံလို့ရမယ်ရက်ွက် ကြားတယ်။ကိုဆုံးမကန်ဆုံးခံလို့မရတဲ့ရက်ွက်တော့ဝါဆိုရင်ကိုဆုံးရှာဆုံးဆုံးပြည့်ပြည့်နာထွက်မှာပေါ့။အဲ့တော့ဖះရလက်ထက်ကယဟန်တွေကဝါဆိုကနီးပြီးဟိုနေုံလားပြည့်ရောဝါဆိုလာဆောင်လို့ဆိုချင်းကြောင်းရှာရတယ်ဂောဆက်တကန်ရှာရနော်အဲ့ဒီလိုရှာအဲ့ဒီလိုလေတာဖြစ်လာဖြစ်လာတဲ့အခါကျတော့ဒကာဒကမတွေကဒီမြတ်စွာဘုရားရဲ့သိခါပုံပြည့်ညတ်ထားတာကိုလည်းပဲသိတယ်ဟုတ်လားဘုရားဘာသာယဟန်တော်တွေဟာ မိုးသုံးလမိုးခိုရတယ်ဆိုတာကလည်းသိတဲ့ခါကျတော့ဟိုကြီးညိုတဲ့ဘုရားဘာသာတရားဓမ္မတွေကကိုတတ်နိုင်တယ်လို့ကိုရွာနဲ့အနီးအနားမှာကြောင်းလေးတွေဟိုတပားတတ်နိုင်ရင်လည်းတပားနေကြောင်းပေါ့လင်္ကာပါနေလည်းလင်္ကာပါကြောင်းလေးတွေဆောက်ပြီးတော့လှူရတာလှူကြတဲ့ခါကျတော့ယဟန်တော်တွေကမိုးဥဒုနီးလာပြီဆိုရင်ကြောင်းရှာတဲ့ခါကျတော့အာဘေရွာနားမှာတော့ကြောင်းတွေရှိတယ်အဲ့ဒီကိုကြွကြွပြီးလို့ချင်းအဲ့ဒီကြောင်းမှာဝါကတ်မယ်ပြီးရင်အဲ့ဒီရွာမှာဆွန့်ခံမယ် အဲခေါ်စရကပြည့်ပြီးတော့နေတာပေါ့နော်အဲ့ဒီလိုနေတဲ့ခါကျတော့အဲ့ဒီရွာသူရွာသားတွေတက္ကရာကမတွေကဒီနှစ်ငရုရွာနာမှာငရုရွာကိုခေါ်စရကပြည့်ပြီးတော့ဝါဆိုတာယဟန်ဘဏပါရှိတယ်၁၀ပါရှိတယ်၁၅ပါရှိတယ်ဘာ၂၀ရှိတယ်ပေါ့နော်အဲ့ဒီလိုသူကတိတိပြီးတဲ့ခါကျတော့မှကိုရွာတဲ့မနဲ့လင်းရင်ဆုံးကကြွလာရင်ဆုံးလောက်တယ်ကိုရွာဝါဆိုတဲ့ကိုတော့တင်ငန်းမရှိဘူးဆိုရင်တင်ငန်းလှူတယ် တပိတ်မရှိဘူးဆိုတော့တပိတ်လူတယ်ဌိပနမရှိဘူးဆိုရင်ဌိပနလူတယ်အလေးထအဲ့ဒီမှာဖြစ်လာနော်အဲ့လိုဖြစ်လာတာဒါအလေးထနော်အဲ့တော့ကိုယ်ရွာဝါကတ်တဲ့ကိုယ်ရွာကိုအမိပြုပြီးတော့ခောစရကံပြုပြီးတော့နေတဲ့ကိုတော်ကဒါကိုယ်ရွာကိုတော်ပဲလေအဲကိုယ်ရွာကိုတော်သင်္ကန်းတို့ဌီးတို့ဖဏတ်တို့တပိတ်တို့ဟိုမညှို့နှွမ်းရအောင်မစင်ရဲအောင်ထောက်ပံ့ဖို့ဒကာရကမတွေမှာတာဝန်ရှိတယ်ဆိုပြီးတော့ဒကာရမတွေကသူ့အတူတရားတရားနဲ့လှူတာ ဲ့ဒီလိုလှူပြီးတော့အဲ့လိုလှူရာကနေပြီးတော့ပရင်ကျုပ်ပြီးဆိုရင်ကိုတော်လေးကကြွကြတော့ဒီသက်သာလေးလှဲ့တော့မှာနော်ကြွပြီးဆိုလို့ရှိရင်ငရိုးရွာမှာဝါကတ်တဲ့ကိုတော်ဟာအခုဒီသက်သာလေးပရင်ကျုပ်ရင်သူတွားတော့မှာတွားလို့ရှိရင်သင်္ကန်းလေးလည်းပဲအစ်စ်ကလေးနဲ့အသက်ရရလေးပေါ့တပိတ်လေးလည်းအကောင်လေးနဲ့ထီးလေးဖနာလေးလည်းအကောင်လေးနဲ့ပြပြစုံစုံလေးနဲ့တွားလို့ရှိရင်သူခရီးတွားတဲ့နေရာရောက်တဲ့နေရာမှာလည်းပဲဟုတ်လားသင်္ကန်းလေးတိတ်တိတ်လွန်လွန်နဲ့တပိတ်ကောင်းလေးနဲ့ဆိုလို့ရှိရင် ရောက်တဲ့နေရာရရွာတကာရကမတွေမြင်တဲ့နေရာကဩဒါဒီရွာမှာဝါကတ်တဲ့ကိုတော်တွေကကြည်စမ်းသင်္ကန်းလေးတွေနဲ့အကောင်လေးတွေနဲ့ဒွေလေးတွေနဲ့အကောင်လေးတွေထီလေးဖနာလေးတွေအကောင်လေးတွေနဲ့ဩရွာသူရွာသားတွေကဗျာန်းတွေကိုဂယုစိုက်တယ်ဒီလိုသိလာတာလေအဲ့ဒီလိုသိလာမှာဖြစ်တဲ့အတွေ့ကိုရွာဝါကတ်တဲ့ကိုတော်တွေဝါကျုပ်လို့ဒေသစာတွေကြွတော့မယ်ဆိုလို့ရှိရင်အထူးတလဲလှူကြတာအဲ့ဒါဝါစုသင်္ကန်းဖြစ်လာဒါကြောင့်နော်ဝါစုသင်္ကန်းဖြစ်လာတာ ဟိုဖရဲလက်ထက်ကအဲ့ဒီတိုင်းလှူတာနော်ဟိုတကယ်တော့သူစာအဲ့လိုဆိုရင်သင်္ကန်းနေမဟုတ်ဘူးအဲ့ဒီတပိတ်တို့ထီတို့ဖဏတ်တို့ဟာစာကိုရွာဝါကိုဝါကတ်တကိုတော့သူ့လိုလက်ပစ္စည်းပေါ့ရှင်းတော့ရှင်းတော့ကအဲ့လိုပဲလှူတာပဲလေနော်အဲ့ဒီလိုလှူရာကနေပြီးတော့ဝါစုံသင်္ကန်းဆိုတာဖြစ်လာဒါကြောင့်မို့လို့ရသော်ဖရဲကဝိတ္တဝါတိကစီဝရကိုရွာဝါကတ်တဲ့ဝါသုံးလမပြတ်အောင်နေတဲ့ကိုတော်ကိုလှူတဲ့သင်္ကန်းကိုဝါစုံသင်္ကန်း ဝိသဝတိကစီဝရဆိုတော့ဝါစုသင်္ကဆိုပြီးတော့လူတာเนาะလူတာအဲ့ဒါကြောင့်မလို့ဝိသဝတိကစီဝရလို့နာမည်တက်ပြီးတော့လူလို့ရှိရင်ဝါကျွတ်တဲ့ကိုယ်တော်ကိုလူတာဖြစ်တဲ့အတွေ့တဲ့မြတ်စွာဘုရားကလာလူလို့ရှိရင်အလူခန်းထားပြီးရင်ဝါကျွတ်မဝဲတဲ့သင်္ကကိုလေးထားလို့ပြောတာเนาะအဲ့ဒါယူကြွရင်လည်းယူသွားလို့ရတယ်ယူသွားလို့ရတယ်เนาะအဲ့ဒီလိုရှိတယ် အဲ့ဒါဝါစုသင်္ကန်းဆိုတာအဲ့ဒီလိုဖြစ်လာအဲ့တော့ဝါစုသင်္ကန်းဖြစ်လာပုံကိုတမိုင်းကြောင်းကိုကြည့်လိုက်လို့ရှိတခါတကမတွေရဲ့သရတရားနဲ့ဖြစ်လာတဲ့သင်္ကန်းဘယ်သူမှပြောလို့ခေါ်လို့မဟုတ်ဘုရားပြောလို့လည်းမဟုတ်ဘုရားလည်းမပြောဘူးနော်အဲ့ဒါကြောင့်မို့လို့ဝါစုသင်္ကန်းနဲ့ကထိန်သင်္ကန်းနှစ်ခုကိုရှင်းလိုက်လို့ရှိရင်ဘာချက်လက်တွေတွေ့တွေ့တော့ဆိုတော့ကထိန်မှာကမြတ်စွာဘုရားပြည့်ညတ်လို့ဖြစ်လာတာဖြစ်တဲ့အတွက် ကထိန်လှူရမယ့်ကာလကိုမြတ်စွာဘုရားကတတ်မှတ်ပြီးတယ်တလအတွင်းဒီနော်တရင်ကျော်လာပြီးရတရက်ကနေသံမုံလာပြီးဒီတလအတွင်းခဲရမယ်လို့ရက်တတ်မှတ်ပြီးတယ်ဝါစုသင်္ကမမြတ်စွာဘုရားကဘေးရက်ကနေဘေးရက်လှူလို့တတ်မှတ်တာမရှိဘူးဝီနေမှာနော်မရှိဘူးနောက်တစ်ခါကထိန်မှာဆိုရင်ဒီချိန်ပဲခင်းကုန်ရှိတယ်ဝါစုသင်္ကခါရဘယ်နှချိန်လှူလို့ဘာမှမဖြစ်ပြားတယ်မပြောဘူးလေဘုရားကဘယ်နှချိန်လုံးမပြောဘူးလေနော်မပြောဘူးနောက်တစ်ခါကထိန်မှာဆိုရင် သင်္ကန်း၃တဲ့ပေါ့သင်္ကန်း၃တဲ့ဆိုတာနှစ်သသင်္ကန်းရဲ့ဧကတိရဲ့တိမံရဲ့၃တဲ့တဲ့ကတထဲတဲ့နဲ့ခင်းရမယ်လို့ပြောတာတထဲပဲပြောတာမြတ်စွာဘုရားအဲ့၃တဲ့တဲ့ကကြိုက်တဲ့တဲ့တထဲနဲ့ခင်းတဲ့ဝါစုသင်္ကန်းကြတော့မပြောဘူးမပြောတဲ့အတွက်ဘယ်နှဆုံးလှုပ်လို့ရနော်သင်္ကန်းအရေးအတွက်လည်းမပြောဘူးသင်္ကန်းအမျိုးစားလည်းမပြောဘူးခင်ဗျာသင်္ကန်းလှူရမယ်အချိန်ကာလလည်းမပြောဘူးအကျိန်အရေးအတွက်လည်းမပြောဘူးမပြောတဲ့အတွက်ဝါစုသင်္ကန်းဟာမြတ်စွာဘုရားကအဲ့ဒီလိုတတ်မှမပေးလိုက်တဲ့တဲ့ အတွေ့ဖះလက်ထက်တုန်းကတော့တရင်ကျွမဟောလာဝါကျွမလှူတဲ့သင်္ကန်းကတဖြည်းဖြည်းချင်းနဲ့တိုး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 လာတာဝါဆွရောက်လာနော်ဝါဆွရောက်လာအဲ့ဒါလေးကိုလည်းပဲစာပေမှာတော့အတိကြတော့မပြောဘူးပေါ့နော်ဟိုဘုန်းကြီးစဉ်းစားကြည့်တာဘာလို့ရှိဒီကိုဒီကောင်တိုးလာရတာလဲပေါ့နော်ရှိကိုတိုးလာရခြင်းအကြောင်းရင်းကဖះလက်ထက်တုန်းကယဟန်နေရတိစီဝရိဆောင်လို့ခေါ်သင်္ကန်း၃၀ပဲထားတာအပေါ်မထားဘူးအဲ့လိုနေတာ 等俺老嘛，老了之后俺们一个地方是不水，一个地方是不看呐。再买没事，再买买是不看呐？喏，没事嘛，是不看呐？水没有，没有等俺老了之后俺们弄了点东西来水，俺们家伊就我等俺弄了点东西嘞，阿就这边朋友都阿说话水呗，阿罗白啦，喏，阿罗白啦，他朋友来这干喏，阿拉退休过来上，叫啥呢个？米家鸡锅，阿哩开家咯，这家哩个，老人家过多少路哩开家咯，过一年多米个。 度差罗，定 enga 比宗尼哟。我 doan 老 jamal 苏勒迦者罗，co 定 nga 阿贝卡呀哟。阿阿贝玛卡呀昂苏布拉，do 定 nga 乌昂乌昂苏勒阿卡尼比罗，西多罗比罗，then yoga 尼瓦苏雅罗来罗，达罗 nga 多吉拉萨比罗 daya 伊玛比欧。阿里卢皮罗，喏，阿里罗瓦苏定 enga 苏拉，尼萨比阿卡比尼阿里卢皮罗，定 enga 马霍古，takara 伽玛里达达阿阿里奥瓦皮罗，定 enga 卢阿里卢达玛呀。 နော်တခါတကမတွေကဘလို့တရာတရားဖြစ်တာတုံးဆိုတော့ကိုယ်ရွာခောစရကံပြုပြီးတော့ဝါကတ်တဲ့ကိုတော့ဟုတ်လားသင်္ကန်းမနွမ်းပါရအောင်လှူတာပဲအဲ့တော့ခမရတို့လည်းပဲဒါမန္တလေးမြို့ကျွတ်တော့လည်းမန္တလေးဝါကတ်တာပဲလေမန္တလေးမြို့မှီပြီးပြီးတော့ဝါကတ်တဲ့ကိုတော့ဒီကိုမန္တလေးမြို့သူတခါတကမတွေကလှူတာလေအဲ့အဲ့ဒါလည်းသွားတူတယ်ဖះရလက်ထက်ကလည်းကိုတူတယ်နော်ကိုမြို့ကိုရွာကိုဝါဆိုတဲ့ကိုတော့ဒီသင်္ကန်းမရှာပါအောင်ဆိုပြီးတော့လှူတာနော်အဲ့တော့ဖះရလက်ထက်၃ရက် ယဟန်ဒီရဲ့နေပုံထိုင်ပုံအခြေအနေတွေကိုသိမှဟိုသင်္ကန်းလှူရတဲ့အသေးပဲကသဘောပေါက်တာ။နောက်ပြီးတော့အဲ့ဒီတုန်းကဟိုဖះလက်ထက်တုန်းကသင်္ကန်းကလည်းရှားတယ်။အခုလိုမပေါ်ဘူး။နော်မပေါ်ဘူးမယ်ရေတော့ကဘုံကြီးတယ်ဆိုလို့ဘုံကြီးတယ်ဆိုတာငါတို့ခေဘုံကြီးတယ်မှမေးလား။ပြားလေတက်ကရဟန်းလေးဘုံကြီးတယ်ဆိုတာအခုကိဘုံကြီးတယ်ကျွန်တော်ပြောပြောပြောတယ်အခုကိဘုံကြီးတယ်မမိဘူးလို့အခုကိဘုံကြီးတယ်ဒါပေါ်တာနော်သင်္ကန်းလည်းပေါ်လာတပိတ်ကလည်းပေါ်လာပြီးတော့ပေါ်ယုံလည်းမဟုတ်ဘူးဘာသွားกว่าတော့ဖះကအ ပန့်ငကိုသင်္ကန်းကိုခွင့်ပြုတာပန့်ငကိုသင်္ကန်းဆိုတာလူလေမလိုချင်လို့လွန့်ပြလိုက်တဲ့စွန့်ပြလိုက်တဲ့အဝိတ္တိကိုကောက်ပြီးတော့မှချုပ်ဆိုးပြီးတော့ဝဲရတာကိုမင်းတို့မှမလိုချင်လို့ဟုတ်လားရီလို့ဟောင်းလို့စုပ်စွန့်ပြလိုက်တဲ့အဝိတ္တိကငါတို့ကရှင်းဟောပြီးတော့မှချုပ်ပြီးတော့ဝဲရတာဆိုတော့ငါတို့သင်္ကန်းဘယ်လောက်ခံမှာတော့စဉ်းစားကြည့်လေမတနစ်ခံမှာ နော် သူတို့ခေတ်ကဝါကြီးတွေကွာမင်းကိုခေတ်လိုတထုံကြီးတွေမှမဟုတ်ဘဲနဲ့နော်ကြီးလို့မဟုတ်ဘူးလေနိုင်လုံးကြီးမဟုတ်ဘူးလေအဲ့တော့သူလူတွေကအဟောင်းကိုမှ ချို့ဝဲရတော့ကိုတော်လေးသင်္ကန်းကမခိုင်ဘူးမကြဘူးခဏခဏကြီးတယ်စုတ်တယ်နော်ကြီးတော့စုတ်တော့သင်္ကန်းလိုတာပေါ့အဲ့တော့ဖះလက်တဲ့တုံးကသင်္ကန်းကရှားတယ်ရပြန်တော့လည်းသင်္ကန်းကမခိုင်ဘူးအခုငါတို့ဒီသင်္ကန်းတခါကြီးတို့လှူထွက်တဲ့သင်္ကန်းမျိုးစင်ဝက်လိုက်ရင်အနည်းဆုံး၅နှစ်ကတော့သာလေးဝက်လို့ရတယ်เนาะအဲ့လိုကွာတာ အလကအအကောင့်မလု့ဘုရားလက်ထက်တုန်းကအခြေအနေနဲ့ယခုကအခြေအနေနဲ့ကခက်ကလာခြင်းမတူတော့နော်ယဟန်တရားလည်းပဲဟိုတုန်းကလည်းမဟုတ်တော့ဘူးကိုကတကြောင်တည်းနေကြတဲ့ခါကျတော့ဒဂရကမလည်းရင်းနေပြီတာနော်ကိုတော့ကအဲ့လိုမတည်ဘူးဒဂရကမလည်းဒဂရကမလည်းပဲဘုန်းကြီးရဲ့လို့မဟုတ်ဘူးကျောင်းဆောက်တာပဲဘုန်းကြီးပြပြဘုရားသာတော့တက်နေပဲသတန်ကြီးကကျောင်းခေါ်တာလေတက်နေပဲအဲ့ဒီနေတဲ့ကျောင်းတန်ကန်းလှူတာပဲဘယ်ဘုန်းကြီးညာဘုန်းကြီးလို့သူမလတ်မဘူးဖျက်လိုက်တာကလေ အဲ့ဒီဟာတန်ကြီးကလူဆိုတာတကယ်တန်ကြီးကစစ်တာပဲလက်တဲ့ကနော်တန်ကြီးကအစစ်ပဲပါဇက်ကမဆိုလဲပဲတန်ကြီးကအစစ်ပဲနော်ဖះသားတော်ဆိုတဲ့အနေနဲ့တော့လှူတာလေတန်ကြီးကအဲ့ဒါဝါစုသင်္ကန်းဆိုတာအဲ့ဒီလိုဖြစ်တာတကကြီးကနော်အဲအော်အဲ့လိုသိလိုက်တဲ့မှာကမှဩဝါစုသင်္ကန်းဆိုတာဒီလိုအဓိပ္ပာယ်ရှိတာဟုတ်တယ်မလားအဲအဲ့ဒီလိုအဓိပ္ပာယ်ရှိတဲ့သင်္ကန်းငါတို့လှူရတယ်ဆိုတော့ပို့ပြီးတော့ဟိုပြင်ညိုစိတ်ကောင်းကောင်းတာပေါ့ဟုတ်တယ်မလား cái <laughs> lỗ, anh ta lên là yêu lấy cha lùa, lỗ yêu rất quá cả, thằng ấy lỗ yêu rất quá cả,